ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Click for Freedom YouTube Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုံးမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါရယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကျူမွေးဤဟာသဝုဒ္ဓဘုတ်ဖြစ်တဲ့လူပြုတ်ဖူးစာဆန်းတဲ့ဗျာဆိုတဲ့ဟာသဝုဒ္ဓစာအုပ်ကို အပိုင်ကိုနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင် ခံစားကြရမှုကြပါအောင်ခင်ဗျာ တ်သားလားဟုတ်ပါလေလူပါတော်တော်ရဲ့သူဟာကျမယောက်ျားလွင်ကိုကိုပါအေးမြင်တဲ့ဤစကားကြောင့်ဒေါ်လာသူမအလွင်ပင်ဒေါသထွက်သွားသည်အမလီတော်ကြာသာမူကျိုးကျုပ်သားဟာလူမျိုးကလေးပါ မိမဖေထားကြီးစားတော်မရှိသေးပါဘူးဟဲ့မောင်စိုးသိန်းမင်းကလည်းဘာငိုင်းနေကြလဲဝင်ပြောင်းလီကွယ်အနည်းတွင်သူတို့တွေအားငေးငိုင်းကကြည်နေသောစိုးသိန်းထံသို့ဒေါ်လာသူစကူတောင်းနေသည်ဒီတော့မှစိုးသိန်းလည်းဝင်၍ပြောရတော့သည် ထုံးသားပဲဗျာကျွန်တော်တင်ငယ်ချင်းကလူပြိုပါဗျာခမလူမနေပြီထင်တယ်ပြေကလာမှားရမှာလဲဒါကျမနဲ့တောင်ကြီးမှာတရားဝင်ထက်ခဲ့ကြတယ်ကျမယောက်ျားစစ်လွင်ကူကူပါကဲကူကူပြောလိုက်လေလွင်ကူကူအလောရရင်အင်းမြင့်သွဲကစစ်ကူတောင်းနေပြီလွင်ကူကူမှာအတိတ်ကိုမေ့နေသူမို့အင်းမြင့်သွဲအားလုံးဝမှတ်မိသူမဟုတ်ပြီသောသောသူအားလာ၍ဖက်ထားသည်ကိုတော့ဂျင်းနဲ့နေသူဖြစ်သည်တကယ်တော့လွင်ကူကူသည်အယူတစ်ပိုင်းဖြစ်နေသူမဟုတ်လော့ တို့ပြည့်၍သူသည်ရုံပြုံကလေးဖြင့်စိုးသိမ့်တော်အားပြန်ပြောသည်ရောက်မှာဘကတော်တယ်မိမကငါ့ကိုလာဖက်တာမင်းတို့ကဘာလို့တားနေရတာလဲဖက်ပါစေကွာဖက်ပါစေငါကလည်းအဲ့ဒီလူအဖက်ခံကျင်နေတဲ့ဟာအာဒီတနာယူနေတော့ဒုက္ခပါပဲစိုးသိမ့်စေပြတံအပြင်လှမ်းပြောသည်ဦးသိမ့်မြင့်သည်ဒေါ်လာသူအားလှမ်းကြည့်ကမေ့သည်เจ้ามาจีก็เบิกแหละเปียจุตมันเนี่ยเบลุปัตตะณีโลเลย ထိုအမေရွေမှာဒေါ်လာသူဤစိတ်ကိုပုံမွေ၍ဒေါသဖြစ်အောင်နှုတ်ဆွပေးနေတယ်လို့ပင်အဲ့ဒီစကားကကျုပ်ကမင်းရမှာပါတော့တို့တို့ကဘာသဘောနဲ့ကျုပ်သားကိုအခုလိုလာပြီးနှောက်ရနေရတာလဲကျုပ်သားကလေးဟာစိတ်နှောက်နေတဲ့လူပါဒီတော့သူ့ကိုစိတ်ပူပြီးတော့နှောက်အောင်မလုပ်ကြပါနဲ့မကူညီချင်နေပါနှောက်ရတာတော့မကောင်းဘူးလေဤတွင်ဒေါ်ရီကလည်းခင်ဝင်းပြည့်သူဦးသိမ်းမြင့်ဘက်မှစစ်ကူရသည်နှောက်ရတာမဟုတ်ဘူးရှင် ကျမတို့တမက်မို့တမက်လို့ပြောတာပါရှင်တို့တို့ဟာပြန်ပြေးခိုင်းကလူတွေမဟုတ်လားရှင်တို့နော်စကားပြောတာကြည့်ပြောပါလွင်လာရင်မကောင်းဘူးဒေါ်လာသူမပြန်ပြေးခိုင်းကလူတွေဟူ၍အပြောခံရရ၍အသားများဆက်ဆက်တုံတက်အောင်ဒေါသဖြစ်နေသည်ဇောသိန်ကလည်းဒေါသဖြစ်နေသည်ဟုတ်သားပဲဗျခမရတို့ကလည်းမှားနေကြသေးတယ်ကျို့တို့ကလည်းပြန်ပြေးခိုင်းကလေးဘာလေးနဲ့အခုလိုပြောနေတာဘယ်ကောင်းမှမလဲ ခင်ဗျားတို့ကဘာသဘောနဲ့ကျုပ်တို့တငယ်ချင်းကောင်းမြတ်သူကိုအခုလိုတမက်ဖမ်းရတာလဲရန်ကုန်မြို့မှာဒီလောက်ပဲလင်းရှားနေလို့လားဗျဇိုသိန်းဤစကားကိုကြားရလျင်ဦးသိန်းမြင့်ဒေါသတွေ ဖြစ်ကလက်သည့်နှစ်ဖက်ကိုဆုပ်လိုက်မိသည်ဟေ့တငယ်မင်းစကားကရိုင်းပြလာကြည်လားကွာဒီစကားဒီတစ်ခါပဲပြောနောက်တစ်ချိန်ပြောရင်ငါလက်သည့်ကညင်နေမှာမဟုတ်ဘူးသိလားအခြေအနေတွေမှာတင်းမာနေသဖြင့်ဒေါက်တာတင်လာမှာငြိမ်နေ၍မရတော့ပြီ။ကဲကဲကျေးဇူးပြုပြီးငြိမ်ငြိမ်နေကြပါဗျာ ရန်တော့မဖြစ်ကြပါနဲ့ဒီဆေးရုံကြီးဟာဆေးယောဂအထုကုဆေးရုံကြီးမို့ခမရတို့တွေဆူညံဆူညံနဲ့ရန်ဖြစ်နေကြမယ်ဆိုရင်တခြားဆေးယောဂဝေဒနာရှင်တွေကိုဒုက္ခပေးတယ်လို့ဖြစ်နေပါလိမ့်မယ်ဒီတော့ဟောဒီကမောင်ဝသူဒေါက်တာတင်လာနာမည်မေ့နေသည်ကောင်းမြတ်သူပါမဟုတ်ဘူးလွန်ကူကူပါရှင်ဇောတင်ကကောင်းမြတ်သူဟူ၍ပြောသည်အေးမြင့်တော်ကလွန်ကူကူဟူ၍ပြောသည်အေးလေဘယ်သူပဲဖြစ်ဖြစ်ကျုပ်စမ်းသပ်ပေးပါမယ်ကဲလာမောင်လွန်ကူကူခေါ်မောင်ကောင်းမြတ်သူရေ ဒေါက်တာဒင်လာပြောရင်အေးမြင့်တွင်နှင့်အတူတွဲကထိုင်နေသောလွင်ကိုကိုအားဆွဲခေါ်သည်လွင်ကိုကိုကလည်းအသာတကြီးဖြင့်ပင်လိုက်ပါသွားသည်အေးမြင့်တွင်ကမူလွင်ကိုကိုအားလွှတ်ပေးခြင်းမရှိပေသူမပါရောနောကလိုက်သွားသည်အာငါတို့မမလိုက်ခင်နဲ့လေသူ့ကိုစစ်ဆေးမလို့ဟာအခန်းထဲကိုအပြင်လူမဝင်ရဘူးဒေါက်တာဒင်လာကပြောသည်ဖြင့်အေးမြင့်တွင်မှာမကြေမနက်ဖြင့်နေခဲ့ရသည်ဆရာမလူနာကိုစစ်ရအောင်အလုံး ready ပဲလား ဒုနာပြုဆရာမကလေးတို့အားဒေါက်တာတင်လာကမေ့သည်ဟုတ်ကဲ့ဆရာအားလုံး ready ပါမယ်ဒေါက်တာတင်တို့လည်းရောက်နေပါပြီဒုနာပြုဆရာမကလေးကပြန်ပြောသည်နောက်တော့ဒေါက်တာတင်လာသည်လွင်ကိုကိုအားလူနာများစစ်ဆေးကြည့်ရှုသော အခန်းထဲသို့ခေါ်သွားတော်သည်ဒုနာပြုဆရာမကလေးကအခန်းတကားကိုအတွင်းမှပိတ်ထားလိုက်သည်ဒေါက်တာတင်လာက လွင်ကိုကိုအားယောဂါရှိမရှိစမ်းသပ်နေ gain အပြင်ဘက်တွင်ရှိနေကြသောအင်းမြင့်သွဲတို့မိသားစုနှင့်ဇောသိန်းတို့မှအငင်းအကုန်ဆက်၍ဖြစ်နေကြတော်သည် နေစမ်းပါအောင်ရှင်တို့ကပန်စိုးပန်နေကျမသားလူမျိုးကလေးကိုတောင်ကြီးမှာလက်ထက်ခဲ့တဲ့လေးပါလေးနဲ့ဘာဖြစ်လို့မဟုတ်တာတွေကိုပြောခဲ့ရတာလဲရင်ကျမတို့အနေနဲ့ဒီကိစ္စကိုခေါင်းခုံခံမနေနိုင်ဘူးတရားဥပဒေအရအရေးယူသင့်ရင်ယူရလိမ့်မယ်ရှင်ဒေါ်လာသူမမကြေမနက်တန်ဖြင့်ဦးသိမ်းမြင့်တို့ကိုပြောနေသည်ဟုတ်တယ်ဗျခင်ဗျားတို့ကဘာသဘောနဲ့အခုလိုလာပြီးအကြောင်းရရတာလဲသောတဲ့ကလည်းဒေါ်လာသူဘက်မှဝင်၍ပြောသည်တဖက်ကလည်းထိုစကားကြောင့်တော့ပွားသွားသည်ဟဲ့ဒီမဲ့ စကားပြောတာကြည့်ပြောကြကွာငါတို့ဟာလူလင်လူညာတွေမဟုတ်ဘူးငါတို့သမီးနဲ့ခုနှစ်ကမောင်လင်ကိုကိုဟာတောင်ကြီးမြို့နယ်မှာနှစ်ဖက်သောမိဘများကိုယ်တိုင်သဘောတူလက်ထပ်ပေးစားခဲ့ပြီလို့ငါတို့သမက်ဆိုတာအခိုင်အမာပြောနေကြတာပဲမင်းတို့ကသက်သေပြနိုင်လို့လားဦးသိမ်းမြင့်ကပြန်မေးသည်သက်သေသာထားအခုပဲဦးလေးပြောသွားတဲ့စကားထဲမှာလွင်ကိုကိုဆိုတာပါနေတာအဲ့ဒီကလေးကဦးလေးတို့လူမှားနေပြီဆိုတာပင်လယ်ပြင်မှာဟယ်လီကော်ပတာကြီးထိုးဆင်းတယ်လို့ထင်ရှားနေပြီဗျာ ်သူ့နာမည်ကလွန်ကိုကိုမဟုတ်ဘူးကောင်းမြတ်သူတဲ့ကောင်းမြတ်သူမကောင်းမြတ်သူသိပလားဇောတင်ကလောင်တန်ကလေးဖြင့်ပြန်ပြောသည်မဟုတ်တာကွာကောင်းမြတ်သူဆိုတာကအခုလို့သူစိတ်မနှံတော့ပြေးထားတဲ့နာမည်ဖြစ်မှာပေါ့သူ့နာမည်အစ်စ်ကလွန်ကိုကိုကွာဒီမဲ့ငါဆက်ပြောလိုက်အောင်မယ်သူ့အဖေကဥပလွန်တဲ့သူ့အမေကဒေါ်မေနှင်းတဲ့ရှင်းမလားအာဘယ်ကလာရှင်းရမှာလဲအခုမှပို့ပြီးရှုပ်ကုန်တယ် ဦးလေးအခုပြောတဲ့အတိုင်းဆိုရင်ကျွန်တော်တင်ငယ်ချင်းကောင်းမြတ်သူတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူးဒီမဲ့နားထောင်ကောင်းမြတ်သူရဲ့အမေကဟော်ဒီကဒေါ်တော်ဒေါ်လာသူတဲ့အဖေကတော့ဥမြတ်ကျော်တဲ့ဗျသူတို့အားလုံးမုန်းညင်ဇာတိတွေဖြစ်တယ်ဇောသင်ဤစကားတွေကြောင့်အိမ်မြင်တွေတို့မိသားစုတို့မှငြိမ်ကြသွားသည်အိုးမဖြစ်နိုင်ပါဘူးရှင်တို့ပြောတာတွေကျမတော့မယုံပါဘူးအခုအခန်းထဲမှာအစ်စ်ခံနေတဲ့သူဟာကျမယောက်ျားလွင်ကူကူမှလွင်ကူကူအစ်စ်ပါအရင်ရက်တွေတုန်းကလည်း အခုလိုပဲတခါလာပြီးစစ်စစ်သေးတယ်အဲ့ဒီလိုစစ်စစ်ပြီးအပြန်မှလူစိုးတွေကလက်မှကျမယောက်ျားကိုပြန်ပြီးဆွေးသွားကြတာကျမတို့လက်ကလူသွားခဲ့တာရှင်ဒီတော့ရှင်တို့အနေနဲ့ဆက်ပြီးမနှောက်ရှက်စေချင်ပါဘူးရှင်အေးမြန်တယ်မှာသောတိန်ရှင်ပြချက်ကိုလက်မခံဘဲပြန်ပြောပြသည်သောတိန်လည်းမြည်တို့ပြန်၍ပြောရမည်မသိဖြစ်နေသည်နောက်မှတရိယာကအေးမြန်တယ်ကိုမေးခွန်းထုတ်သည်ဒီမှာကောင်းမြတ်သူဟာခမယောက်ျားပါလို့အတက်ပြောနိုင်ရအောင်ဘာအထောက်အထားတွေပြနိုင်တယ်လဲ ပြနိုင်တာပေါ့တောင်ကြီးမှာသူနဲ့ကျမတို့လက်ထပ်ခဲ့ရကြတယ်ဖိဆာနဲ့မင်္ဂလာဆောင်လာခဲ့ကြတယ်လူကြီးတွေကိုခင်ဗျားတို့သားဖကလည်းပြောလိုက်ရင်ဒီစကားတွေကြီးပဲကျွန်တော်ဆိုလိုတာကအခုခင်ဗျားတို့ပြောသလိုတောင်ကြီးမြို့မှာလက်ထပ်ခဲ့ကြတာမှန်ရင်ဘယ်ပုံဘယ်နည်းနဲ့ခင်ဗျားယောက်ျားလွင်ကိုကိုပျောက်သွားရတာလဲဒါကိုလည်းပြောစမ်းပါဦးဇောသင်ကမေလင်အင်းမြင့်တဲ့ကဖခင်ပြည်သူဘက်သို့တစ်ချက်လှမ်းကြည့်သည်တွေ့ခိုက်ဘေးမှနားထောင်နေသောဒေါ်ကြီးအတမအပေါ်ထွက်လာသည်အေးမင်းသိချင်ရင်တော်တော်ပြောပြပါမယ် တော်ရည်သည်စကားကိုပမာဏပြို့သည်ပြည်လင်းလွင်ကိုကိုနှင့်အိမြင်တွေတို့ကြောင်းနေစဉ်အချိန်မှစ၍ချိန်ကြိုက်ခဲ့ကြပုံနောက်တောင်ကြီးမြို့တွင်လက်ထကြပုံလက်ထမိဆဲဆဲနာယီပိုင်းအလုပ်တွင်ဖခင်ပြည်သူဥပလွင်ထံမှတန်ကျိုးစာရ၍လွင်ကိုကိုထွက်သွားပုံထို့သောထွက်သွားပြီးအချိန်မီပြန်မရောက်သည့်ဖြင့်လက်ထပွဲကိုသရုပ်သားမပါဘဲကျင်းပခဲ့ရပုံ ထိုချိန်မှစ၍လွင်ကိုကိုဤတရင်ကိုအစအနမရပဲနှစ်နှစ်ကျော်ခန့်ပျောက်နေပုံလွင်ကတော့ရက်ကတော့လွင်ကိုကိုမှာမန္တလေးစာဖို့ရထားကြီးဖြင့်ရန်ကုန်မြို့သို့ဘာလာတီဟူသောတရင်ကြောင့်သူတို့တွေရန်ကုန်ဗုဒ္ဓကြီးတွင်ကြိုတင်ဆောင်ကားခေါ်ခဲ့ရပုံသို့သောလွင်ကိုကိုမှာစိတ်မမှန်ပဲသူကိုယ်သူကောင်းမြတ်သူဟု၍ပြောနေသည်ဖြင့်ဤစေယောကအထုကုစေယုံကြီးတို့လာတတ်ရပုံနှင့် နောက်ဆုံးတွင်ဤစေယုံကြီးမှပြန်သူတို့အိမ်တို့ရောက်လူချင်းတွင် လွန်ကိုကိုအားလူစုများမှပြန်ပြီးဆွဲခေါ်သွားခဲ့ပုံတို့ကိုရှင်းလင်းပြောပြနေတော့သည်ဒေါ်ကြီးဤရှင်းလင်းပြောပြချက်တို့ကိုသောသိန်းနှင့်ဒေါ်လာသူတို့မှစိတ်ဝင်စားစွာဖြင့်နားထောင်နေရသည်အာဒီလိုဆိုခင်ဗျားတို့စကားရေကိုကမှားနေကြပြီဒေါ်ကြီးဤစကားဆုံးတွင်သောသိန်းဝန်သာအာရတံဖြင့်ပြန်ပြောသည်ဘယ်လိုကြောင့်လဲကွဒေါ်ကြီးဦးချောင်းချောင်းဖြင့်ကြည့်ကမေးနေသည်ဒီလိုခင်ဗျား အခုဒေါ်တော်ပြောသွားတဲ့ဇာတ်တွေထဲမှာဒေါ်တော်တို့တမက်လွင်ကိုကိုဟာမန္တလေးစာဖို့ရထားနဲ့လိုက်လာတယ်ဆိုတာရဲ့နောက်သူ့ကိုမေ့ကြည့်ကြတော့သူဟာလွင်ကိုကိုမဟုတ်ပါဘူးကောင်းမြတ်သူလို့ပြောနေတယ်ဆိုတာတွေကြောင့်ပါအဲ့ဒါကသူစိတ်မမှန်လို့ပြောတဲ့ဟာတွေပဲကွယ်မဟုတ်ဘူးဒေါ်တော်ကျွန်တော်ရှင်းပြပါမယ်ကျွန်တော်တင်ငချင်းကောင်းမြတ်သူဟာရန်ကုန်မှာအလုတ်လုပ်ချင်တယ်ဆိုပြီးကျွန်တော်စီကိုစာရေးဆက်သွယ်တယ်ကျွန်တော်ကလုတ်ချင်ရင်လာခဲ့ငါကူညီမယ်ဆိုလို့သူဟာလာမယ့်အကြောင်းကျွန်တော်စီကိုစာရေးတယ် နောက်လာမယ့်နေ့မှာအမြန်ရထားနဲ့လာမယ်လို့တန်ကျွရိုက်တယ်။အဲအမြန်ရထားလက်မှတ်မရလို့သူဟာမလိုက်နိုင်ပဲစာဖို့ရထားနဲ့သာလိုက်ခဲ့ရတယ်။ဒီလိုစာဖို့ရထားနဲ့လိုက်မယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်စီကိုနောက်တစ်ဆောင်ထပ်ပြီးရိုက်သေးတယ်။အဲ့ဒီရိုက်တဲ့တန်ကျွစာဟာကျွန်တော်နေထိုင်နေတဲ့လမ်းအမှန်မှန်ပြေလမ်းလို့ရိုက်ရမယ်စာမှပြီးတော့ရံပြေလမ်းလို့သူကရိုက်မိလိုက်တယ်လေ။ဒီရင်သူရိုက်လိုက်တဲ့တန်ကျွစာဟာလိပ်စာမှားနေလို့ကျွန်တော်စီအချိန်မီမရောက်ဘူး။ နောက်ကြမှရောက်လို့သူ့ကိုလည်းကျွန်တော်ဟာနောက်ကြမှသွားကြရတယ်ဒီရင်သူနဲ့ကျွန်တော်လွဲဖို့ဖြစ်ခဲ့ရတော့တယ်အခုဒေါ်တော်ပြောတဲ့စကားကြောင့်ကျွန်တော်တင်ငယ်ချင်းကောင်းမြတ်သူကိုဒေါ်တော်တို့ကလွင်ကိုကိုအမှတ်နဲ့ခေါ်သွားကြတာဖြစ်ရမှာပေါ့မဟုတ်ဘူးလားဇောသိန်းကသူဤထင်မြင်ချက်များကိုတင်ပြနေပြီတင်ပြချက်မှန်ကန်နေတော့လဲဦးသိန်းမြင့်တို့မိသားစုလက်ခံခြင်းပုံမပေါ်တော့ပြီမင်းဟာမဖြစ်နိုင်တာကြီးပဲကွမင်းပြောသလိုငါတို့တင်မဲ့လွင်ကိုကိုမဟုတ်ပဲကောင်းမြတ်သူဖြစ်နေရင် ငါတို့ကလူမပြီခေါ်ပါမလားငါတို့ကမှားတယ်ပဲထားပါဦးဟောဒီကငါသမီးကတော့သူ့ယောက်ျားကိုမှားပါမလားဦးသိမ်းမြင့်က ပြန်ပြောသည်ဦးသိမ်းမြင့်အပြေး၌အေးမြင့်တကလည်းဆက်ပြောသည်ဟုတ်ပါလေရှင်ကျမနဲ့ကိုလင်ကိုကိုဟာလူကြီးတွေပြီးစားလို့ရက်ကြရတာမဟုတ်ပါဘူးရန်ကုန်တက္ကသိုလ်မှာနေကြကလေးကအချစ်သူအဖြစ်နှစ်ပေါင်းများစွာနေလာခဲ့ကြသူတွေမျိုးရှင်ပြောကလေးလူချင်းမှားနိုင်ရာမရှိပါဘူး။ကောင်းပြီ။လူချင်းမှားစရာ မရှိဘူးဆိုလို့ရှိရင် အခုကောကျုပ်တို့ခေါ်လာခဲ့ကြတဲ့ကောင်းရွက်သူကိုခမရတို့တွေကလွင်ကိုကိုပါလို့ဘာဖြစ်လို့ဇူအတင်းဆွဆွနေကြရတာလဲအဲ့ဒါကိုလည်းဖြေကြပါဦးဇိုသင်ကအပိုင်ကိုကန်က ပြန်မေးနေသည်ဆွဆွဆိုကျမတို့ကြလွင်ကိုကိုအစ်င့်ဖြစ်နေတာကိုရှင့်အေးမင်းတွေကပြန်ပြောသည်ခမရဟာက တပြားမှမလျှော့တဲ့အထက်က ဖြစ်နေပြီခမရတို့ပြောနေကြတဲ့အတိုင်းဆိုရင်ကျွန်တော်တငငချင်းကောင်းမြတ်သူနဲ့လွင်ကိုကိုဟာရုပ်ရည်ချင်းခွဲခြားမရအောင်တူညီကြတဲ့အမှားညီကိုဖြစ်နေကြပြီထင်တယ် ကဲဒေါ်တော်ပြောစမ်းပါဦးဒေါ်တော်ဟာကောင်းမြတ်သူတယောက်တည်းကိုမွေးခဲ့တာလားကောင်းမြတ်သူနဲ့ရုပ်ချင်းရွေးမရအောင်တူညီနေတဲ့လွင်ကိုကိုပါအမှားမွေးခဲ့တာလားဆိုတာဒေါ်လာသူဘက်သို့စိုးသိမ်းလှမ်းမင်းနေသည်တောက်တီးတောက်တဲ့မောင်စိုးသိမ်းရဲ့ငါမှကောင်းမြတ်သူတယောက်တည်းပဲမွေးခဲ့တာပါဘယ်မှားမှမွေးခဲ့ပါဘူးကွယ်ဒေါ်လာသူဤစကားကြောင့်စိုးသိမ်းလဲမြည်သို့ဆက်ပြောရမည်မသိဖြစ်သွားသည်ဒုက္ခပါပဲဒီတိုင်းဆိုရင်ဘယ်လိုလုပ်ဖြေရှင်းရမှာလဲအလုံးရှုပ်ကုန်ပြီထင်တယ်စိုးသိမ်းညှဉ်းညွနေသည် ဒီမဲ့ငါတို့ဘာမှစိတ်ရှုပ်စရာမရှိပါဘူးအမှန်တရားဆိုတာတနေ့တော့ပေါ်စင်မဲမို့အခုစေကန်းထဲမှာရောက်နေတဲ့ငါတမဲ့စိတ်ပြန်ကောင်းလာရင်သိရမှာပဲဦးသိမ်းမြင့်ကစိုးသိမ်းအားလှမ်းပြောသည်ရင်ခိုက်ဒေါက်တာတင်လာမှသူတို့ထံသို့ရောက်လာသည်ဘယ်လိုလဲဆရာလူနာရဲ့အချင်းလေးစိုးသိမ်းကအရင်ဦးအောင်စာမေးသည်อืมလူနာရဲ့အချင်းလေးကတော့တိတ်မဆိုးပါဘူးသူဟာဦးကောင်ကိုထိခိုက်မိတဲ့ဒဏ်ရာကြောင့်အတိတ်ကိုမေ့နေတာပါဒီတော့သူ့ကိုဒီမှာထားသွားရလိမ့်မယ် ကျွန်တော်တို့အစွမ်းကုန်ကုသပေးပါမယ်။ကံကောင်းရင်တော့တပတ်အတွင်းပြောင်းနိုင်ပါလေလေ။ဒေါက်တာဒေနာစကားတွေကြောင့်လူအလုံးဝန်တာကသွားကြသည်။ဒီလိုဆိုကျမတို့လူနာကိုနေတိုင်းလာကြည့်နိုင်သည်လားအငင်။အေးမြင့်သွဲဝန်တာတန်ကလေးဖြင့်ပြန်မေးသည်။ဟာအာအာနေတိုင်းတော့မလာကြပါနဲ့။ဘာဖြစ်လို့လဲဆိုတော့ငါတို့မတို့ကလည်းသူ့ကိုလွင်ကိုကိုလို့ဆွဆွဲနေကြသလိုဟိုတဘက်ကလည်းကောင်းမြတ်သူလို့ဆွဆွဲနေကြတယ်။ဒီတော့သူ့ယောဂပြောက်မှာပဲသူဟာလွင်ကိုကိုလားကောင်းမြတ်သူလားဆိုတာသူကိုယ်တိုင်အဆုံးဖြတ်ပေးလိမ့်မယ်။ အခုနေသူ့ကိုသွားပြီးတရားတော်ဘလုံနေကြရင်လူနာဟာပို့ပြီးယူသွားလိမ့်မယ်ဒီတော့သူ့ယောဂါကင်းကင်းရှင်းရှင်းပြောက်တဲ့နေ့မှာအန်ကယ်အကြောင်းကြားပြပါမယ်ကွယ်ဒေါက်တာရင်လပြောနေသည်မှာမန်ကန်နေသည်ဖြင့်နှစ်ဖြတ်သောလူတွေမှာလက်ခံလိုက်ကြရသည်ဒီလိုဆိုကျွန်တော်တို့သွားတော့မယ်အဲလူနာယောဂါပြောက်ကင်းတဲ့နေ့မှာကျွန်တော်တို့စီကိုအကြောင်းကြားပါတော့ဒေါက်တာသောတင်ကပြန်ပြောသည်အေးအေးအကြောင်းကြပါမယ်မင်းတို့လိမ့်ဆန်သာပြေးခဲ့ပါဒေါက်တာရင်လာဤဇာကအတိုင်းသောတင်က သူနေထိုင်ရာလိမ့်ဆာကိုရေးပေးနေသည် ဦးသိမ်းမင်းတို့မှာမူဒေါက်တာတင်လာနဲ့တည်ကျွမ်းနေကြသူတွေမို့လိပ်စာရေးပေးရန်မလိုပေဇော်သိန်းတို့သည်ဒေါက်တာတင်လာအားလိပ်စာကိုပေးခဲ့ပြီးနောက်နှုတ်ဆက်ကပြန်သွားခဲ့ကြသည်ဦးသိမ်းမင်းတို့လည်းဇော်သိန်းနဲ့မရှိမနှောင်းချင်းတွင်ပြန်သွားကြသည်ဆ ्याम မကြီးဒေါက်တာတန်းစုကိုသွားခေါ်ပေးစမ်းပါလူနာရှင်တွေအလုံးအပြန်အပြည့်တွင်ဒေါက်တာဒင်လာကအုံနောက်၆နေတဲ့ဖြင့်အနည်းရှိသူနာပြုဆရာမကလေးအားပြောသည်ဘာလို့လုပ်လဲဆရာ ဒေါက်တာလန်းစိုးဒီနေ့ဂျူတီမကြဘူးလေအာငါသိပါတယ်လေသွားတာခေါ်စမ်းပါသူ့ကိုငါစမ်းသက်ခိုင်းမလို့ပါပေသူ့ကိုစမ်းသက်ခိုင်းမှာမို့လဲဆရာဒေါက်တာအတုရှိသားပဲရှာရှည်လိုက်တဲ့ဟာမကလေးတန်းတုံးနဲ့မဖြစ်ဘူးတန်းစိုးမှဖြစ်မှာတခြားသူကိုစမ်းသက်ဖို့မဟုတ်ဘူးဟေးငါကိုယ်တိုင်စမ်းသက်ခိုင်းမလို့သိလားဒေါက်တာတင်လာက စိတ်တော်တန်ပြင်းသူနာပြုတ်ဆရာမကလေးကိုပြန်ပြောနေပြီပေလိုကြောင့်လဲဆရာဆရာဘာဖြစ်လို့လဲ ငါကငါမတင်ကလို့ပေါ့ဘယ်နဲ့ကွာအရင်တုန်းကငါအခုစမ်းသပ်ကြည့်ခဲ့တဲ့လူနာဟာဘာယောဂါမှမရှိဘူးအခုတခါပြန်စမ်းသပ်ကြည့်တော့အတိတ်ကိုမိနေတဲ့ယောဂါရှိနေတာတွေ့ရတယ်လေငါပဲစိတ်နောက်နေလို့လားလူနာကပဲမျက်လက်ပြတာလားသိရင်တို့ဟေးသိရင်တို့ဒီတော့မြ мян ကလေးသွားခေါ်စမ်းဒေါက်တာဒင်လာဤစကားဆုံးတွင်သူနာပြုတ်ဆရာမကလေးမှာဒေါက်တာတန်းစုပ်ကိုခေါ်ရန်အ мян ထွက်သွားရတော့သည်ဒေါက်တာဒင်လာမှာတော့စိတ်ပင်ပန်းနွမ်းနယ်ဟန်ဖြင့် အနည်းရှိကလထိုင်းလုံးပါတွင်ခြေပြက်လက်ပြက်ထိုင်နေလိုက်တော့သည်မြစ်တာလှစ်ကမပြနိုင်ရှာသူကောင်းမြတ်သည်မှာနန်းကြာညိုထံသို့ရောက်နေသည်မှာရက်ကြလာသည်နှင့်အမြသူ၏မြစ်တာတရားတို့မှလည်းရန်ကုန်မြို့မှလမ်းပေးစီတဲ့ကလေးဗမာတနည်းတခြားဒုံဝါကလာနေတော့သည်နန်းကြာညိုကလည်းကောင်းမြတ်သည်ဘော်တွင်ရောက်စတော့ကလည်းမဟုတ်တော့ပေတနည်းတခြားအေးပေးကလာသည်ပထမဆုံးချင်းတင်းနေရိုက်ကြစဉ်ကနန်းကြာညိုခြေကျော်ကလက်ကြသွားရာတွင် ခေါင်းမြတ်သူကစိုးရိမ်တကြီးဖြင့်ပွေချီကခေါ်ခဲ့သည့်အချိန်မှစ၍နန်းညာညိုစိတ်တွင်မှပြောင်းလဲစပြုလာသည်ခေါင်းမြတ်သူ၏တသက်တွင်ချစ်သူရည်စားမရှိခဲ့ဘူးသလိုနန်းညာညိုမှလည်းချစ်ရခင်ရမိသူရှိခဲ့သူမဟုတ်ပေခေါင်းမြတ်သူကတော့ပင်အခြေရကိုစိတ်ကူးခဲ့သူမဟုတ်ပေပညာရည်ကိုသာအဓိကအာယုံထကနေခဲ့သူကလေးဖြစ်သည်အခုတော့နှစ်ဦးစလုံးဤစိတ်တွင်မှာကမ္ဘာနိုင်ငံရေးများပံမှာမယုံနိုင်စရာကောင်းအောင်အပြောင်းလဲကြီးပြောင်းလဲကုန်ကြလိမ့်မည်။မူလက ောင်းမြတ်သူအားအကိုအရင်ခောက်ခောက်ကိုတတ်ခဲ့သောရန်သူတို့အဖြစ်သဘောထားခဲ့သည်အကိုအတွက်လက်စားချေရန်ကြံရွယ်ထားခဲ့သည်ကောင်းမြတ်သူကသူသည်လွန်ကိုကိုမဟုတ်ကြောင်းအထက်ထက်အခါခါပြောဆိုနေမှုကြောင့်ဆိုင်ငံ့ထားခဲ့ခြင်းဖြစ်သည်ဆိုင်ငံ့ထားခဲ့ရာမှကောင်းမြတ်သူ၏အခြေအနေကိုအမြဲမပြတ်လေ့လာကြည့်ရှုခဲ့သည်နန်းကြညိုကြည့်ရှုလေ့လာရသမျှကောင်းမြတ်သူမှာလူသူတို့အားတပ်ဖြတ်ဝင်သောစိတ်ဓာတ်မရှိကြောင်းကို သိမြင်လာရသည်ထို့သောသိမြင်လာရသည်နှင့်အမျှ ကောင်းမြတ်သူသည်လွင်ကိုကိုမဖြစ်နိုင်မှန်းကိုလည်းသဘောပေါက်လာသည်လွင်ကိုကိုအားနန်းကြညိုသည်၅မိနစ်ခန့်သာမြင်တွေ့ဘူးသည်မြင်တွေ့ဘူးသလောက်အကဲခတ်ရသည်မှာစိတ်ဆက်ပုံရသည်အကိုဖြစ်သူစောခွင်ချိုကလည်းလွင်ကိုကိုစိတ်ဆက်ပုံများကိုသူမနဲ့စကားဆက်မိကြတိုင်းပြောပြလေးရှိခဲ့သည်ကောင်းမြတ်သူဤအသွင်လက္ခဏာကတော့စိတ်ဆက်သည့်အသွင်လုံးဝမပေါ်ပေစိတ်ရှည်၍အေးအေးဆေးဆေးနေရသောအသွင်ကိုသာဆောင်းနေသည်ကောင်းမြတ်သူပေါ်တွင် လွင်ကိုကိုအဖြစ် ဖြင့်မချင်းရော့သွားသည်ဖြင့်နန်းကြံညုံမှာအိမ်မြင့်တော်တို့ဤအိမ်တို့သူဤအထောက်တော်တွေကိုနေညာမပြတ်စောင့်ကြည့်ခိုင်းထားရပြန်သည်အိမ်မြင့်တော်ဤအိမ်တို့ဒါဝင်ချထားခြင်းခံရသောနန်းကြံညုံဤတပည့်တို့ကသရင်တစ်ခုကိုအပုတ်ရောက်လာသည်မမလေးလွင်ကိုကိုအစ်စ်ကိုကျွန်တော်တွေ့ရပါပြီသရင်လာပေသူဤစကားကြောင့်နန်းကြံညုံဝန်သာသွားတော်သည်ဟုတ်လားပြောစမ်းပါအောင်အဲ့ဒီလွင်ကိုကိုဟာဘယ်မှာလဲစေယောဂါအထုကူဆေးုံကြီးမှာရောက်နေတယ်ဟင်ဘာဖြစ်လို့လဲ ။ "तू ဟာအတိတ်ကိုမိနေလို့တယ်မမလေး။အဲ့ဒါဘယ်လိုလုပ်ကြမလဲ။ဟဲ့ဘယ်လိုလုပ်ရမလဲ။ तू ယောဂါသက်တာတဲ့အထိငါတို့စောင့်ကြည့်ရမှာပေါ့။ဟာဗျာမမလေး ਨੇ လွင်ကူကူဖြစ်တာတေချာနေမှာတော့ယောဂါသက်တာတဲ့အထိစောင့်မနေပါနဲ့ဗျာ။သူ့ကိုတက်ရမှာမို့အသေးသာတက်ပြီးအကိုလေးတွေလက်စားချေလိုက်ရင်ပြီးတော့တာပဲဟာ။ဒီလိုလည်းမဟုတ်သေးဘူးလေ။သူ့ကိုငါတို့ကမတက်ခင်မှာဘာကြောင့်တက်ရတယ်ဆိုတာသူသိသွားအောင် ရှင်းပြခြင်းသေးတယ်။ဒီတော့သိခံပြီးစောင့်ရတာပေါ့ကွယ်။ နန်းကြာညိုကသူမဤဆန္ဒကိုပြန်လဲရှင်းပြသည်ဒီလိုဆိုကျွန်တော်တို့မှပြီးဖန်ထားတဲ့ဟိုလူကိုဘယ်လိုလုပ်မလဲနှင်းကိုကမဟုတ်မတော့ပြန်လှည့်လိုက်ရမှာပေါ့ဟာဖြစ်ပါမလားအမမလေးဘာကုန်ဖြစ်ရမှာလဲဟဲ့တွေ့ဆက်မအောင်ဒီလိုပါအမမလေးသူ့ကိုကျွန်တော်တို့ကခြေရာဖြောက်ပြန်လှည့်လိုက်ရင်သူဟာတနည်းမဟုတ်တနည်းနည်းနဲ့ရဲဘက်ကိုကျွန်တော်တို့အကြောင်းတွေကိုသတင်းသွားပြီးမှစိုးရလို့ပါဥကွယ်တောင်ကတော့မင်းတက်တက်မဲစိုးရင်နေတာပါ ။သူကဘာဆိုင်လို့ရေးကိုသတင်းသွားပေးမှာမဟုတ်လေ။လွင်ကိုကိုကိုကျွန်တော်တို့ကတတ်ဖို့ကြံစီနေကြတဲ့သတင်းပေါ့။တဖြင့်သူ့ကိုမလို့ပဲအခုလိုဖမ်းလိုက်ရမလား။ဒီလိုလည်းမဟုတ်ဘူးလေ။ကျွန်တော်ကြံရွယ်ထားတာကတော့သူ့ကိုဒီမှာလည်းမထားပဲအရင်သူနေဆိုင်ခဲ့တဲ့အင်းမြင့်စိုးရဲ့အိမ်မှာပြန်ပြီးနေခိုင်းစေခြင်းလေ။တို့တို့ဤစကားကြောင့်နန်းကြညိုမျက်နှာမှာကွက်ခနဲ့ပြတ်သွားသည်။နန်းကြညိုနေဖြင့်အင်းမြင့်တွေတို့ထံသို့ကောင်းမြတ်သူကိုပြန်မလွတ်ခြင်းပြီ။ မည်သည့်အတွက်မလွတ်ချင်းသည်ကိုချစ်စွာသော စာဖတ်သူယခုနားဆင်သူများအနေဖြင့်ရိတ်မိကောင်းရိတ်မိပေလိမ့်မည်မှန်ပါသည်အိမ်မြတ်မှာကောင်းမြတ်သူအားလွင်ကိုယ်ကိုယ်ဟုပြမှမှားနေသူဖြစ်သည်အကယ်၍ကောင်းမြတ်သူအားအိမ်မြတ်ထံသို့ပြန်လွတ်လိုက်မည်ဆိုရင်ကောင်းမြတ်သူမှာလူပြိုတရားမှုအိမ်မြတ်နှင့်တနေ့နေ့တွင်မာယွန်းသွားနိုင်သည်ဒီအဖြစ်မျိုးကိုတော့နန်းကြာညိုအဖြစ်မခံနိုင်ပေသူအနေဖြင့်ကောင်းမြတ်သူအပေါ်တွင်မြစ်တာတင်းညွန့်သလိုလိုရှိနေလိမ့်မည် သို့သောသူမမှာအခုအတွက်လွင်ကိုကိုအားလက်စားချေရမည်မို့သူမ၏မြေတားကိုကောင်းမြတ်သူအားလှစ်ကားမပြနိုင်ရှာပေအခုအတွက်လက်စားချေခြင်းသည် သူမဖို့မှန်ကန်တော်လဲတရားဥပဒေကတော့ခုနှစ်လိမ့်မည်မဟုတ်ပေအခုအတွက်လွင်ကိုကိုအားလက်စားချေပြီးနောက်နန်းချာညော်သည်တရားဥပဒေကပေးအပ်မည်အပြစ်တွေကိုကြေကြေနက်နက်ခံယူသွားရန်ဆုံးဖြတ်ထားသူဖြစ်သည်ဤအချက်တွေကြောင့်နန်းချာညော်မှာသူမြေတားကိုလှစ်ကားမပြနိုင်ခြင်းဖြစ်သည် ။ဤမြင့်တယ်ရဲ့အိမ်မှာဘာတို့မင်းကနေခိုင်းကျင်ရတာလဲ။အကြောင်းရှိလို့ပေါ့မမလေးရဲ့။အခုကျွန်တော်တို့စီရောက်နေတဲ့ကောင်းမြတ်သူဟာလွင်ကိုကိုနဲ့ရုပ်ရည်ချင်းကခွဲခြားမရအောင် တူညီနေတဲ့အတွက်သူ့ကိုလွင်ကိုကိုအဖြစ်နဲ့ပဲအိမ်မြင့်တို့စီကိုဟန်ပြန်ဆောင်ခိုင်းတာ။ဒီအခါအင်းမြင့်တယ်အနေနဲ့စေယောဂါထုကုစေယုံမှာရောက်နေတဲ့လွင်ကိုကိုအပေါ်မှာအာယုံဆိုင်မှုကင်းဝေးသွားမယ်။သူတို့အာယုံဆိုင်မှုကင်းဝေးမှလည်းကျွန်တော်တို့တွေဟာလွင်ကိုကိုစေယုံကဆင့်လာတာနဲ့ကျွန်တော်တို့စီခေါ်လာယုံပဲ ဤရင်သူကိုစစ်ဆေးပြီးအကိုလေးစောခွင်ကျွတ်အတွက်လက်စားချေကြတာပေါ့ကျွန်တော်ပြောတာမကောက်မှုလားနန်းကြညောတပြင်းကလေးအခါခါခြာရင်စဉ်းစားနေသည်သူမဤတပြည့်ပြောသောစကားများမှာလွင်ကိုကိုအားလက်စားချေရန်အတွက်အလွန်ကောင်းမွန်သောအကြံပေးချက်တွေဖြစ်နေသည်တို့ကြံပေးချက်အတိုင်းမလုပ်ပဲလွင်ကိုကိုအားလက်စားချေကြမည်ဆိုရင်အင်းမြင့်တို့နေဖြင့်ငိန်ခံနေကြမည်မဟုတ်ပေသက်ဆိုင်ရာရဲစခန်းတို့တိုင်ကြကြမည်မှသိကြသည်ကောင်းမြတ်သူအားလွင်ကိုကိုအဖြစ် အိမ်မြင်တော်တို့ဤအိမ်တို့ ပို့ထားပြီးလင်လွင်ကိုကိုအစ်စ်မလွင်နေတော့မီတို့ကသူမတို့အတွက် လက်စားချေရေးလုပ်ငန်းကြီးကို အနောက်ရှက်မရှိလှုပ်ဆောင်နိုင်တော့မီဘယ်လိုလဲမမလေးကျွန်တော်ပြောတာအီလီနင်းပြောတာမမလေးလက်ခံပါလေကွယ်နန်းကြညိုလေးတွေသောတန်ဖြင့်ပြန်ပြောသည်လက်ခံတယ်ဆိုရင်သူ့ကိုမမလေးအကျိုးကြောင့်တွားပြောကြည်တော့တို့လူဤစကားတိုင်းနန်းကြညိုမှာကောင်းမြတ်သူရှိရာပေါ်ရက်သို့တက်လာခဲ့ရသည်အော် သူ့ကိုငါခွင့်ရတော့မှာပါကလား။ကောင်းမြတ်သူရှိရာတော့တက်လာရင်နန်းကြာညိုဤစိတ်တွင်မှတွေးလိုက်မိသည်။ဤအတွေ့တွေကြောင့်နန်းကြာညိုဤစိတ်တွင်နင့်ကနဲ့နေအောင်ခံစားလိုက်ရသည်။မိမတို့ဤစိတ်နှလုံးသားသည် အလွန်ပင်နူးညံ့လာသည်။နူးညံ့လာသည်နှင့်အမျှတန်ရောစဉ်နှောင်ကြိုးကြတော့လဲယောက်ျားများထက်အတွေ့မြန်တော့သည်။ကောင်းမြတ်သူကဲ့သို့လူသားတအုပ်ကိုမဆူထားပြီ။အင်းတွင်ရောက်လာသောတိရစ္ဆာန်များအပေါ်၌ပင်လင်မိမသားတို့မှတန်ရောစဉ်တွေ့တာမိကြသည်။ ယခုကောင်းများသူကိုယ်တော်နန်းချာညောမှာစိတ်ထဲမှချစ်ခင်နေမိပြီမို့ပြန်လေခွဲခွာရေးအတွက်တွေးလေဆွေးလေရှိနေရှာတော့သည်မတတ်နိုင်ပါအခုအတွက်ရန်သူကိုလှလာပါပါကြီးလက်စားပြန်ချေပါမည်ဟု၍သစ္စာအဋ္ဌံပြုထားသည်ကရှိနေသည်ဒီရကြောင့်နှလုံးသားကိစ္စကိုအရေးမပေးနိုင်တော့ပါလှုပ်ဆောင်ရန်တာဝန်ရှိသည်တို့ကသာပြတ်ပြတ်သားသားလှုပ်ဆောင်ရပေတော့မည်ကောင်းမြတ်သူရှိရာအခန်းသို့ရောက်လျင်နန်းကြာညွအခန်းတကားကိုလက်ဖြင့်အသာတွင်းကဝင်သည်ဟာ နမ်းပါလားကျွန်တော်လည်းအခုပဲဆင်းလာတော့မလို့ပါခေါင်းမြသူကစပုတ်ရှက်ကိုဝစ်စင်နေရာမှလှမ်းပြော့သည် အချိန်မှညနေခင်းမို့သူတို့နှစ်ဦးမှဒင်းနစ်ရိုက်ရလေးရှိသည်ယခုလည်းဒင်းနစ်ရိုက်ချိန်မို့ခေါင်းမြသူစိတ်ထဲတွင်သူ့အားနန်းကြညိုကဒင်းနစ်ရိုက်ရန်လာခေါ်သည်အထင်ဖြင့်လှမ်းပြော့ခြင်းပင်သူတို့တွေမှယဉ်နေကြပြီမို့ကောင်းမြတ်သူကနန်းဟူ၍ခေါ်သလိုနန်းကြညိုကလည်းအကိုဟူ၍ပြန်ခေါ်သည် လမ်းကြောင်ကျော်မှာမြည်သူမြပြန်မပြောပြီကောင်းမြတ်သူမျက်နာကိုသာရှင်ကြည်လန်းဆန်းခြင်းမရှိသောမျက်နာဖြင့်ငေးမောကြည့်နေသည်ဟင်နန်းဘာဖြစ်လို့လဲမျက်နာလည်းမကောင်းပါလားနန်းနေမကောင်းလို့လားယင်ကောင်းမြတ်သူဂျင်နာတန်ဖြင့်ပြန်မေးသည်နန်းကြောင်ကျော်ချုံပွဲချက်ကငိုခြင်းစိတ်ပေါက်နေမိသည်ငိုခြင်းပင်မဲ့ငိုမဖြစ်သောဘဝမှစိတ်ကိုအတတ်နိုင်ဆုံးထိန်းထားရသည်မဖြစ်ပါဘူးအကူရဲ့နန်းလေးအကူကိုပြောစရာရှိလို့ပါ အတန်ကိုပင်ငိုတံပါမသွားရန်နန်းကြာညိုကျိုးစားကပြောနေရသည်။ဘာလဲနန်းပြောပါလေ။တခြားမဟုတ်ပါဘူး။နန်းတို့လွန်ကူကူအစ်စ်ကိုတွေ့ထားပြီ။ဟင်တွေ့ထားပြီ။ဒီလိုဆိုကျွန်တော်ဒီအိမ်ကသွားနိုင်ပြီပေါ့နော်။ကောင်းမြတ်သူဝန်သာတန်ကလေးဖြင့်ပြန်ပြောသည်။အော်အကူကနန်းနဲ့ခွေးသွားရမှာတော်တော်ဝန်တန်နေတယ်နော်။နန်းကြာညိုကဝန်သာတန်ကလေးဖြင့်ပြန်မေ့သည်။ကောင်းမြတ်သူငိုင်သွားရှာသည်။မဟုတ်ပါဘူးနန်းရဲ့။ ဒီအတွက်ဝမ်းသာတာမဟုတ်ပါဘူး။နှုတ်ဘာအတွက်ဝမ်းသာနေတာလဲ။ကျွန်တော်အမေနဲ့ပြန်တွေ့ရတော့မယ်အတွက်ပါ။အခုမေကပင်မမို့လို့လဲ။မုန်းညင်ပါလေ။ဒါပေမဲ့အခုလောလောဆယ်မှာတော့အခုမေနဲ့တွေ့လို့မဖြစ်သေးဘူး။ဟုတ်ဗျာဘာဖြစ်လို့။နန်းလေအခုကအကူကြီးတောင်းစရာရှိနေလို့အဲ့ဒါအကူကအကူကြီးစေခြင်းနဲ့။ဟုတ်ကဲ့နန်းအတွက်ဆိုရင်အကူကတော့ဘာပဲလုပ်ရလို့ရအသင့်ပါကွယ်။တကယ်လားကိုရင် နန်းညာညိုချစ်ရည်ရှင်ဝေသောမျက်လုံးများဖြင့်ကြည်ကားမေးသည်တကယ်ပါနန်းရဲ့အခုလိမ်မပြောတတ်ပါဘူးကောင်းမြတ်သူပြန်ပြောသည်တကယ်ဆိုရရင်ကောင်းမြတ်သူသည်ဤစကားကိုဤမြမကပြောကျင်ပါသည်သူရင်ထဲတွင်နန်းညာညိုအပေါ်၌မြင်မြချစ်မြတ်တာတရားများကြီးမားခိုင်မာနေကြောင်းကိုကြဲကြဲပြန့်ပြန့်ကြီးပြောပြခြင်းသန်းလာသည်သောသောကောင်းမြတ်သူမှာအချင်းနှင့်ပတ်သက်၍အတွေ့အကြုံရှိသူမဟုတ်၍ကြောပြရန်နှုတ်ကမရေပေ နန်းချာညွန်ကတော့ကောင်းမြတ်သူစကားတွေကြောင့်စိတ်ထဲတွင်ပီတိတွေဖြားနေသည်။ကောင်းပြီ။ဒီလိုဆိုနန်းပြောပြမယ်။အကူနားထောင်။အကူဟာမုန်းကြီးမျိုးကအကူမေစီကိုမပြန်မနိုင်အောင်။နန်းတို့ကကုညီရဲ့အနေနဲ့အကူအရင်ကနေခဲ့တဲ့အင်းနှင်တွေတို့စီကိုပြန်သွားပါ။နန်းချာညွန်စကားကိုကြားရရင်ကောင်းမြတ်သူမျက်လုံးပြူးကျဲသွားသည်။အာမဖြစ်ဘူးတနေနန်း။ဘာလို့မဖြစ်ရမှာလဲ။မဖြစ်ဆိုနန်းတို့ပဲခုနင်ကပြောခဲ့တယ်မဟုတ်လား။လွန်ကုန်ကအစ်စ်ကိုတွေ့နေပြီဆို။မှန်တယ်လေ။ မှန်လေဆိုရင်အခုဟာဘယ်လိုလုပ်အင်းမြင့်တွေတို့အင်ကိုသွားဖြစ်မလဲသူ့ယောက်ျားကြီးရှိနေမှာတော့အရင်လိုအခုကိုဘယ်လက်ခံတော့မလဲအော်အခုကလည်းလွန်ကိုကိုဟာအင်းမြင့်တွေတို့အိမ်မှာမရောက်သေးပါဘူးလေ။ဒါကြောင့်အကူဟာအင်းမြင့်တွေတို့စီပြန်သွားပြီးလွန်ကိုကိုအယောင်ဆောင်ပေးပါလို့နန်းကခိုင်းတာပေါ့။ဟောဗျာ။ဘာအတွက်လဲ။နန်းတို့မှာလွန်ကိုကိုနဲ့ပတ်သက်ပြီးဆောင်ရွက်ချက်ကလေးတွေရှိနေလို့ပါ။နန်းတို့ဆောင်ရွက်ချက်ရှိတာနဲ့အကူဟာလွန်ကိုကိုအဖြစ်ဆောင်ရွက်ရတာဟာဘယ်လိုသက်ဆိုင်နေလို့လဲကွယ်။ ကောင်းမြတ်သူနားမလဲဟန်ဖြင့်ပြန်မေးနေသည်နှမ်းပြောပြပါမင်းလေးဒီလိုပါအကိုတိတဲ့အတိုင်းပဲလွန်ကိုကဟာနိုင်ရဲ့အကိုစောက်ခွင့်ချုပ်ကိုတတ်ခဲ့တဲ့အတွက်သူ့ကိုထိုက်တဲ့အပြစ်ကိုပြီးကျင်တယ်ဘယ်လိုအပြစ်မျိုးလဲနှမ်းတတ်ပြမလားတက်ကတော့တတ်သိရင်တတ်ရမှာပေါ့အဲအပြစ်မရှိရင်တော့လွှတ်ရမယ်လေအာဒီလိုအဲ့ဒီလိုလွန်ကိုကကိုနန်းတို့ကတတ်မယ်ဆိုရင်ကျွန်တော်ကလည်းကြံရပါဖြစ်မနေဘူးလားနိုင်ရဲ့ကောင်းမြတ်သူထိုက်လန့်တန်ဖြင့်ပြန်မေးသည် နန်းချာညောကခပ်ပြုံပြုံကလေးပြန်ကြည့်ကပြောသည်တာနေမြောင်နန်းတွေ့ဆိုရင်ဘာပဲလုပ်ရလို့ရလူဝင်ပါလေဆုံးအာအဲ့ဒါကဟူဟူဟူရင်ကိုပြောတာပါကောင်းများသူထစ်ထစ်ငေါငေါဖြင့်လိုရင်းမရောက်ဖြစ်နေသည်ကဲပါဟူရင်နေဟိုဟာတွေလုံမနေပါနဲ့နန်းကိုချစ်တယ်ဆိုရင်ကုညီပေါ့ပြီးတော့အခုအနေနဲ့ကြံရပါလေမဖြစ်နိုင်ပါဘူးလေဘာဖြစ်လို့လဲဆိုတော့လွန်ကုကုနဲ့အကူဟာရုပ်ချင်းရွေးမရအောင်တူညီနေရတဲ့အတွက်ဘယ်သူကမှအကုတ်ပေါ်သင်္ကာမကင်းဖြစ်ကြမှာမဟုတ်ပါဘူး ဒီတော့နန်းပြောကလေးအင်းနှင်းတို့အိမ်မှာပဲသွားနေပါဒါမှနန်းတို့အကျံအောင်မအကူရဲ့နန်းကြညိုဤစကားတွေကြောင့်ကောင်းမြတ်သူအခက်တွေ့နေရတော့သည်ဒီကိစ္စမှာအကူဟာအင်းမြင့်တို့အိမ်ကိုပြန်မသွားပဲနေလို့မရဘူးလားနန်းကောင်းမြတ်သူစောရကတက်ကြည့်သည်မရဘူးကိုဘာကြောင့်မရဘူးဆိုတာနန်းရှင်းပြပါဦးမယ်အကူမရှိပဲနန်းတို့ဟာလွင်ကိုကိုကိုဖန်ခေါ်သွားကြမယ်ဆိုရင်အင်းမြင့်တို့ကညီညီကြမှာမဟုတ်ဘူးရဲဘက်ကအကူကြီးတောင်းကြပြီးသားပဲ တကယ်လို့အကူကလွင်ကူကူအဖြစ်သူတို့စီမှာပြန်သွားမယ်ဆိုရင်တော့လွင်ကူကူအစ်စ်ပေါ်မှာသူတို့အာယုံစုစိတ်ကြတော့မှာမဟုတ်ဘူးအကူကလွင်ကူကူအစ်စ်လို့ထင်ပြီးနန်းတို့ခေါ်သွားကြမယ်လွင်ကူကူအစ်စ်ကိုတော့ကောင်းတဲ့သူလို့ထင်နေကြမှာမို့သူတို့အနေနဲ့ခီးပူးကြတော့မှာမဟုတ်လို့ပါဒါကြောင့်နန်းတို့ဟာအကူစီမှာအကူကြီးတောင်းနေရတာပါကွယ်နန်းကြညိုဤဇာကနာကိုနားထောင်ရင်ကောင်းမြတ်သူစိတ်ရှုပ်နေသည်စိတ်ပင်လျှော့သွားလဲသူအနေဖြင့်ပြန်လဲညှဉ်းဆန်းရမှာခက်နေသည်ကောင်းပြီလေအခုအနေနဲ့စိတ်မပါပါမိမယ်နန်းတွေကူညီပါမယ် ဒါထက်အကိုဟာဘယ်လောက်ကြာကြာလွန်ကိုကိုအဖြစ်အယောင်ဆောင်နေရမှာလဲဖြစ်နိုင်မေဆိုရင်လွန်ကိုကိုအဖြစ်တစ်တလုံးသာဆောင်သွားပါအကိုရေဘယ်နဲ့နန်းကြာညိုစကားကြောင့်ကောင်းမြတ်သူစိတ်ပြတ်သွားတော်သည်ဒီမှနန်းတစ်တလုံးအယောင်ဆောင်ဖို့မပြောနဲ့ခိတခဏအယောင်ဆောင်ရတာတောင်အကိုအတွက်မလွယ်ဘူးခမဘာဖြစ်လို့လဲဆိုတော့အင်းမြင့်သွဲဟာသူ့ယောက်ျားလွန်ကိုကိုမှတ်ပြီးပွတ်တိပွတ်တတ်နေလေတော့ဒီကအကောင်အဖို့မသက်သာဘူးတောင်များကူရင်စိတ်ညစ်နေရသေးလားအကူကယောက်ျားပင်နှိမ့်နာစရာမရှိပါဘူးလေ ကောင်းမြတ်သူဤစိတ်ကိုစံလို့သောသဘောဖြင့်နန်းကြညောကပြောခြင်းဖြစ်သည်ဘယ်လိုပြောလိုက်တာလဲနန်းရဲ့အခုဟာရေကန်တွေ့တိုင်းဒိုင်ပင်ထိုးပြီးရေကူးတတ်တဲ့လူမျိုးမဟုတ်ပါဘူးပြီးတော့ဒီကချစ်နေတာကဒီကဘာကြီးတည်းမဲ့တယောက်တည်းပဲရှိသေးတယ်အိမ်မင်းတွေကတော့ညီမလေးလိုပဲချစ်ပါတယ်ကောင်းမြတ်သူပြောရင်နန်းကြညောဤရှုမောကနိုင်တော့မျက်နာကလေးကိုလှမ်းကြည့်နေသည်နန်းကြညောကပြုတ်နေသည်ကြိုးစမ်းပါဦးဒီကဘာလောကကြီးမဲ့အခုချစ်နေတဲ့တယောက်သောသူကဘယ်သူများလဲရင် ပြောနေစရာလူသေးလူလားနန်းရဲ့အခုရှိမှရက်နေတယ်အလှပင်နိုင်ငံမှာကလေးနန်းပေါ်နန်းကြညိုသည်ကောင်းမြတ်သူဤစကားအစုံ၌တက်ပြင်းရှင်ကလေးကိုချလိုက်သည်အခုလိုအခုစီကစကားကိုကြားရတာနန်းဝန်တာပါတယ်ဒါပေမဲ့နန်းဘဝဟာမီးရပါဘူးအကုန်ဒီတော့နန်းပေါ်မှာတန်ဟုတ်စင်ဖြတ်လိုက်ပါဘာဖြစ်လို့လဲနန်းရဲ့အကိုချစ်တယ်လို့မချစ်နိုင်လို့လားမချစ်နိုင်လို့မဟုတ်ပါဘူးနန်းကလည်းချစ်ချင်ပါတယ် ချစ်ချင်ပေမဲ့လည်းနောက်မှသစ္စာတိထံပြူထားခဲ့တဲ့ကိစ္စကြီးကရှိသေးတော့အခုမြစ်တာကိုတုံ့ပြန်မှုမပြနိုင်ဘူးလေကဲကဲဒီစကားတို့ဒီညနေပဲရကြပါစို့အကူသာအင်းင်းသွဲတို့အင်ကိုပြန်သွားဖို့ပြင်ပါနန်းတို့လိုက်ပို့ပြီးမယ်ဟုတ်လားနန်းကြညောမှာကောင်းမြတ်သူရှေ့တွင်ကြာကြာမနေလို့သဖြင့်လှည့်ထွက်သွားသည်ဩနန်းရဲ့နန်းနန်းနန်းလေးရဲ့ကောင်းမြတ်သူတို့တို့ကလေးညှို့ညူရင်းကြံရစ်ခဲ့သည် ။ဟုတ်ကဲ့ပါခင်ဗျာ။ဇာယိဆရာဆရာကျွမ်ဝိဟာတဝုဒ္ဓဘုဖြစ်တဲ့လူပြုတ်ဖူးဇာဆန်းတပြာဆိုတဲ့ဟာတဝုဒ္ဓစာအုပ်ကိုအပိုင်ကိုနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေလဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာ။ကျွန်တော်တို့အားလုံးအပိုင်တစ်ဆယ်မှာရန်လဲဆုံတွေ့ကြပါစို့ခင်ဗျာ။အားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြထင်ပါခင်ဗျာ။